ခုမြင်နေရတယ်ဒီလူကတိတ်ကိုဆင်းရဲတဲ့ဘဝကနေနေချင်းညချင်းချမ်းသာလာပါတယ်။နောက်ပြီးသူဒီလိုချမ်းသာလာတာကအနည်းတိတ်များတဲ့အရာတစ်ခုကိုစွန့်စားစားလုံမိလိုက်လို့ပါ။အရင်တုန်းကဆိုသူဟာတိတ်ကိုမွဲလွန်းလို့နေစရာအိမ်မရှိပဲလမ်းပေါ်မှာအိတ်ခဲရတယ်။မွေးကလေးကအဖေခေါ်စရာလူမရှိတဲ့အပြင်စွန့်စားရတာတိတ်ကိုဝါသနာပါလို့ဒုက္ခတဲ့ဘဝတောင်ရောက်သွားခဲ့ပါတယ်။ဆိုတော့တိတ်ကိုမွဲတဲ့ဒီလူကဘာလို့စွန့်စားမိလို့မီလီယံနဲ့ချီချမ်းသာလာရတာလဲ။ဒီဗီယိုမှာတော့လူတစ်ယောက်ကဘလောက်ပဲဒုက္ခရောက်နေပါစေအခွင့်အရေးကိုအမိရဆုတ်ကြိုင်နိုင်အောင်မြင်နိုင်မယ်ဆိုတာအမြင်တွေ့ရမှာပါ။ I'm at the age of 18, I was in a wheelchair. Doctors told me I'd never walk again. သူ့နာမည်ကဇန်နာဖြစ်ပြီးအဖေခေါ်စရာလူမရှိဘဲမွေးလာခဲ့တာပါမိသားစုကတိတ်ကိုစင်းရတာကြောင့်အသက်16နှစ်မှတည်းအလုပ်၃မျိုးတပြိုင်တည်းလုပ်ခဲ့ရပါတယ်ပို့ပြီးဆိုတာကဒီလိုတွေကြုံနေရတာကကြမ္မာကမျက်နှာသာလုံးဝမပေးတာပါစွန်စားရတာတိတ်ဝါနာပါတဲ့သူကတည့်ရက်မှာအန်ဒီယင်းများတဲ့နှင်းရှော့စီစတန်တစ်ခုကိုလုံမိလိုက်ပါတယ်အဲ့ဒီမှာပဲမတော်တဆဖြစ်သွားခဲ့ပြီးသူက16မှတည်းဒေါက်တာဖြစ်လာခဲ့ပါတယ်ဒီနေ့မှလေးစားဖို့ကောင်းတာကဆရာဝန်တွေကိုယ်တိုင်လက်လျှော့လိုက်တာတော့သူ့ကိုယ်သူတော့လုံးဝလက်မလျှော့ခဲ့တာပါဒါကြောင့်ပဲသူကလေ့ကျင့်ခန်းနေပြန်လို့ င်နောက်ပိုင်းမှာအန်အိုဘုကောင်းလောက်အောင်လမ်းပြလျှောက်လာနိုင်ခဲ့ပါတယ်ပြောရရင်သူဆယ်ကျော်သက်မှာလင်းစွန်စားတတ်တဲ့အကျင့်ကြောင့်အတက်ကြဘောင်းဆောင်ကိုရင်ဆိုင်ခဲ့ရတာပါဒီနေရာမှာသူ့ရဲ့ဘဝကိုပိုဆိုးစေတာကစစ်တပ်တဲကနေထွက်လိုက်တဲ့အချိန်မှာပါသူ့မှာပိုင်ဆိုင်စရာဘာမှမရှိလို့ရီစာဟောင်းအိမ်မှာလိုက်နေခဲ့ရတယ်အဲဒီနောက်အိမ်ကနေထပ်မောင်းထုတ်ခင်ရပြီးအိမ်ရှိရမရှိဘဝကိုနေချင်းညာချင်းရောက်သွားခဲ့ပါတယ်သူ့ရဲ့ကားဆုံနဲ့လမ်းပြီးမှာပဲအိမ်လမ်းပြီးမှာပဲစားခဲ့ရတာပါဒါပေမဲ့ထုံးစံအတိုင်းလမ်းမလျှောက်တတ်တဲ့သူကဒီအချိန်လေးဇိုးကြီးကနေရအောင်ရုံထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမဆုံးသူ့မှာရှိရဲ့ တ်စံနဲ့ဂျင်းသွားပြီးလေ့ကျင့်ခန်းတွေစလုပ်တယ်။အဲဒီနောက် only မှာအကောင့်ဖွင့်ပြီးငွေရှာရင်မိမတယောက်ကသူ့ကို cryptocurrency နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီမှာပဲသူ့ရဲ့စွန်စားတတ်တဲ့စိတ်ပြန်ပေါ်လာပြီးသူစုမိထားသမျှဒေါ်လာ16000ကို crypto ကိုဝယ်ဆုထားလိုက်ပါတယ်။ဒါကအန်နီယံသိပ်များပြီးတော့ပတ်စံအားလုံးဆုံးရှုံးနိုင်တဲ့ကိစ္စဆိုပေမဲ့သူကတော့အတော်လေးကံကောင်းသွားခဲ့ပါတယ်။အဲ့ဒီကနေ3နှစ်ကြာမှသူ့ရဲ့ငွေတွေကဒေါ်လာ3တန်းကျော်အထိဖြတ်သွားခဲ့တာပါ။ဒါကြောင့်ပဲမီလီယံနာဖြစ်သွားတဲ့သူကအခုဆိုရင်ကားစုပ်ထဲမှာအိတ်ဆရာမလိုတော့ပဲ။တရက်တရက်ဘယ်ကအကောင်းစားကိုစီးရမလဲဆိုတာရွေးနေရပါပြီ။ဒီနေရာမှာသူဒီလိုချမ်းသာလာတာကသူ့ရဲ့စွန်စားခြင်းနဲ့စိတ်နဲ့ကံကြောင်းလို့ပြောလို့ရပါတယ်။ပြောရရင်ရှိသမျှပုံအောပြီး crypto ဝယ်တာက လုံးဝမလုတ်တင်ပါဘူး။ဘာလို့လဲဆိုတော့ဒီလိုလုတ်တာကကုငွေတွေအားလုံးဆုံးရှုံးနိုင်လို့ပါ။ဇန်နာကတော့ကံကောင်းပြီးချမ်းသာသွားပြီမယ်။အားကြပြီသူ့လိုလိုက်လုံမိရင်ကိုပါပြောင်းလဲသွားနိုင်ပါလေ။ဒီနေရာမှာခရစ်တိုအကြောင်းကိုစိတ်ဝင်စားလို့လေ့လာခြင်းတဲ့သူတွေရှိရင်လေခရစ်တို chain ဆိုတဲ့ community ကိုညွှန်ပေးခြင်းပါပဲ။ခရစ်တို့အကြောင်းအခြေခံကအစသေးစားရှင်းပြပေးနေတဲ့အပြင်ဘီကက်လို့ chain ကြီးရဲ့တုံးနည်းတွေကိုပါလူတိုင်းလူတိုင်းနားလည်လွယ်အောင်သင်ပေးနေတာပါ။ဒါအပြင်ခရစ်တို chain မှာခရစ်တို့အကြောင်းမသိတာတွေမှန်များမေးလို့ရမယ်။ community group ပါရှိပြီးတော့ကိုယ့်အတွက်လုံးဝအကျိုးရှိစေမယ်ခရစ်တို knowledge တွေအပြင် င် active ဖြစ်နေတဲ့ member တွေကိုလည်း reward တွေအများတန်းလုပ်ပေးသွားမှာပါဒါအပြင် trade တဲ့အခါတိုင်း20% discount link ကို lifetime ရဖို့အခုပြထားတဲ့ crypto chain bigger referral code ကိုသုံးထားလို့ရပါတယ်ဒါဆိုရင် crypto chain ကပေးတဲ့ campaign တွေမှာလည်းသူများထက်ပိုသားတဲ့ခွင့်ရတွေရနိုင်အောင်မလို့ပါကဲဒီလိုဆိုလို့ရှိရင် crypto chain ကိုသိချာချာနားလည်ခြင်းနဲ့ဆိုလို့ရှိရင်တော့ crypto chain ရဲ့ channel တွေကိုအခုပဲသွားပြီးလေ့လာလို့ရပါတယ်ခင်ဗျာနောက် video မှာပြန်တွေ့ကြပါမယ်ခင်ဗျာ